မိုးကုတ်တည်ရှိနေတဲ့ဒေသဟာရှမ်းမန္တလေးစကိုင်းစတဲ့တိုင်းသုံးတိုင်းနဲ့မြေတုပ်ခုကိုဆက်သွက်ပေးထားတဲ့ဗျူဟာမြောက်တည်နေတာဖြစ်ပါတယ်။တကောင်မြို့ကနေမြောက်ဘက်ကိုသွားလို့ရသလိုနောက်ချိုတောက်ခန်းကိုဖြတ်လို့ရပါတယ်။ပြီးရင်စင်ကူးကြောင်မြောက်ဆင်းလိုက်တာနဲ့တပိတ်ကျဲမက်တရာတွေအထီကိုရောက်ပါတယ်။ဒီဒေသဟာအခုဆိုရင်တော်လိုင်းရဲ့အရေးပါတဲ့နေရာတစ်ခုဖြစ်လာပါပြီ။ဒီဗီဒီယိုမှာမိုးကုတ်ရဲ့ရွှေရောင်အစင်းဟာ ဒေါ်လာရေးအတွက်တကယ်ပဲအလင်းရောင်ဖြစ်လာမလားဒါမှမဟုတ်ရေအယောင်မိတ်သွားစေမဲ့အရေးတခုဖြစ်လာမလားဆိုတော့ကိုနောက်ွက်ကအချက်လက်တွေပေါ်မှာအခြေခံပြီးဆွေးနွေးတင်ပြချင်တာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့လက်ရှိအခြေအနေရအတွေ့အကြုံရတာကစစ်ကောက်စီရဲ့နောက်ချိုးကိုပြန်လဲရယူထိချိုးနိုင်ဖို့ကြိုးပမ်းနေတဲ့အခြေအနေတောက်ခန်းကိုအခြေခံပြီးကောက်ွက်ရေးခံစစ်ပြင်ထားတဲ့တရားအေရခုခံမှုကိုဖြိုခွင်းပြီးနောက်ချိုးကိုပြန်ယူဖို့စူးစမ်းနေတဲ့စစ်ကောက်စီရဲ့ view ဟာမြောက်တဲ့ လောက်ရတစ်ခုပါ။နောင်ချိုဟာရှမ်းမြောက်ဒေသရဲ့အဓိကကျတဲ့လမ်းကြောင်းတွေစုံတဲ့နေရာဖြစ်တယ်လို့အန်ဒလီလာရှိုးကိုဆက်သွက်ပေးတဲ့အပြင်တရုတ်မြန်မာကုန်သွယ်ရေးလမ်းကြောင်း BRI ဘော်ကအရေးပါတဲ့ဒေသတစ်ခုလည်းဖြစ်တယ်။ဒါဟာမြန်မာတိုင်းမှာစစ်စည်းပွားရေးအရာအရေးပါတဲ့လမ်းကြောင်းဘော်ကမျိုးတွေကိုတိုက်ပိုက်ဖို့ကြိုးစားခဲ့ကြတဲ့ဖီယန်နစ်တူပါတယ်။ဒုတိယအချက်အနေနဲ့ TIAA နဲ့ မန္တလေး PD အဲ့တို့ကြားဆက်ဆက်ရေးဟာတိမမှုတွေရှိလာတာကိုတွေ့နေရပါတယ်ဒါဆိုရစရာကောင်းပါတယ်တစ်ဆက်တစ်ဆက်ကိုဆက်ဆင့်ရေးလို့မျိုးတစ်ချိန်ကအရန်သူ့ကိုတိုက်ခိုက်ဖို့ပူပေါင်းခဲ့ကြတဲ့မဟာမိတ်တွေကြားမှာအခုလိုအားပြိုင်မှုတွေဖြစ်ပေါ်လာတာဟာအဲ့တဲ့ရဲ့အုံမြင့်မှာအကြောင်းတွေစတင်ပေါ်ပေါက်လာတာနဲ့အတူတူပါပဲ88တော့ကလည်းတော်လိုက်အင်အားစုတွေကြောင့်မှအဲ့ဒီလိုတွေးခွဲမှုတွေရှိခဲ့ပါတယ် ဒီလိုအပြိုင်မှုတွေဟာတော်လန်ရေးရဲ့စီးလုံးညညမှုကိုထိခိုက်စေနိုင်ပါတယ်။တတိယအချက်ကတော့မူကုံမျိုးရဲ့ရွှေပါပဲ။တည်ရန်သာတွေပါပဲ။ရွှေဟာတော်လန်ရေးအတွက်ရန်ပုံကိုရရှိဖို့အရေးပါတဲ့အရင်းမြစ်တစ်ခုဖြစ်ပေမဲ့အဲ့ဒီတစ်ချိန်တည်းမှာပဲအာနာလူပွဲတွေအကျင့်ပြတ်ချစားမှုတွေကို ဖြစ်ပေါ်စေနိုင်တဲ့တည်ရန်သာတကျိစားလည်းဖြစ်နိုင်ပါလေ။ဒါဟာဒါသွားနှစ်ဖက်ပါတဲ့လန်ဒန်နဲ့တူပါတယ်။ မမကကန်အတုပ်ပြုနိုင်တော့အင်အားကြီးမလာပြီမဲ့လွယ်မားစွာအတုပ်ပြုရင်တော့ကိုကိုကိုပြန်ထိခိုက်စေနိုင်ပါလေဥပမာကချင်ပြည်နယ်မှာကြောက်စိတ်ကြောက်နေပေါမျိုးစွာစစ်ပွဲတွေပဋိပက္ခတွေဖြစ်ခဲ့တာကိုကြည့်ရင်သိနိုင်ပါလေစတုဒ္ဒအချက်အနေနဲ့ကတော့ UNG ရဲ့အုပ်ချုပ်ရေးနယ်မြေတွေတွေ့ချက်မှုတကယ်ပဲအဲ့ဒီအခြေအနေဟာအတက်စရာကောင်းတဲ့လက္ခဏာပါတကောင်းစင်ကူတပိတ်ချင်းစားတဲ့မျိုးတွေကိုထိချုပ်လာနိုင်တာဟာ စစ်အာဏာရှင်ကိုတော်လှန်နေတဲ့အင်အားစုတွေအတွက်အရေးပါတဲ့အစခြေလှမ်းတစ်ခုပါပဲ။ဒါဟာမြေစီလွာကောင်းတဲ့နေရာမှာအောက်ချုပ်ရန်တရအသက်ကိုစတင်ဆိုင်ပြိုးတာနဲ့အတူတူပါပဲ။နေပောင်များစွာကတိုင်းရင်းသားတွေနဲ့ကိုက်ဖွဲ့တွေကလည်းသူတို့ထိတ်ချုံနေမြေတွေမှာကိုယ်ပိုင်အောက်ချုပ်စနစ်တွေကိုတီထောင်ခဲ့တယ်။ပြီးရင်ခြေကုပ်ယူခဲ့ပြီးတော့ရှေ့ဆက်ပြီးလုံဆောင်ရရှိတာလုံဆောင်တယ်။အဲ့လိုတဘောပါ။နဘာငါအချက်အနေနဲ့ကတော့မူကုတ်တီသားမှာဖြစ်ပေါ်နေတဲ့ မလူလာအပ်တဲ့လောက်ရက်တွေတော်လာရေးအတွက်အကြီးမားဆုံးစိတ်ကောင်းမှုတစ်ခုပါပဲအသေးစိတ်တိပိမဲ့ကျွန်တော်အဓိကအချက်တွေပဲပြောပါမယ်ဆိုရင်မူရဲ့ဈေးဝါရောင်းဝယ်မှုဝါလို့ဝါ economy အနာအလွယ်သုံးစားလုံးမှုမတိုင်းမှုလူတတ်မှုစတဲ့တည်င်းတွေဟာတော်လာရေးရဲ့ကုန်သိက္ခာကိုအကြီးကျယ်ထိခိုက်စေနိုင်ပါတယ်ဒါဟာကျမ်းမာနေတဲ့ခန္ဓာကိုယ်တစ်ခုမှာကုသယောဂတစ်ခုစတင်ပြီးပြန်နှက်လာတဲ့သဘောနဲ့တူပါတယ် အမြန်ဆုံးကုသမှုမခတ်ယူရင်ခန္ဓာကိုယ်တစ်ခုလုံးကိုပျက်စီးစေနိုင်ပါတယ်။ပြည်သူတွေရဲ့ယုံကြည်မှုကအင်မတန်အရေးကြီးပြီးတော့ဒီလိုလောက်ရတွေကြောင့်ယုံကြည်မှုရောနေသွားနိုင်ပါတယ်။မိုးကောက်ကိုတိတ်ထားတဲ့ဆိုတာကျွန်တော်တို့ရဲ့အောင်မြင်မှုပါ။ဒါပေမဲ့ဒါဟာမနေ့ပြန်ကိုလောဝတက်အမပြောနိုင်တဲ့အလောင်းစားတစ်ခုလည်းဖြစ်နိုင်ပါတယ်။တကယ်မှန်ကန်ဆိုတော့တိတ်ဖို့ထိတ်ချုပ်ထားနိုင်ဖို့ဆိုရင် ဒေါ်လာရဲ့နေမည်တစ်ခုဟာဥပယဥပဒေရှိရမယ်အုပ်ချုပ်မှုရှိရမယ်စီးမြင့်ရှိရမယ်ပြည်သူကိုထိတ်သိမ်းပြုပြင်ပေးနိုင်ရမယ်မဟာမိတ်တွေအကြားလက်မည်လွဲပြောင်းရေးကိုစီလုံးညီညွတ်စွာနဲ့လုပ်ဖို့လိုပါတယ်အဓိကမဟာမိတ်ကောင်းမရှိရင်တော်လိုင်းနဲ့မြေမှာငါနဲ့မင်းနဲ့ဆိုတဲ့အုပ်စုအဖွဲ့တွေအများကြီးပေါ်လာနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒီချင်တွေကိုဘယ်လိုကင်တွယ်ဖြည့်ရှင်းရမလဲဆိုတော့အင်မတန်အရေးကြီးပါတယ်။ ပမအုပ်စုအနေနဲ့တော်လိုင်းအရေးစုတွေကြမှာမဖြစ်မနေပြင်ဆင်ပြီးတော့စီလုံးညုံမှုကိုမရောက်ရောက်အောင်တိဆောက်ရမှာဖြစ်ပါတယ်ဒုတိယကအဲ့ဒီသားရဲ့ပြည်သူတွေရဲ့ညစဉ်ကြောက်လန့်နေရတဲ့အခြေအနေကိုဖယ်ရှားပြီးလုံခြုံမှုကိုပြန်လည်ရယူဖို့လိုပါတယ်ပွင့်လေးမြတ်တမှုနဲ့တောင်းဝယူမှုရှိတဲ့အုပ်ချုပ်ရေးကိုဖော်ဆောင်ဖို့မဖြစ်မနေလိုပါတယ်တရားအနေနဲ့ရွှေကိုတော်လိုင်းရဲ့ရည်မှန်းချက်အတွက်မမကကအတုံးပြုတ်နိုင်ဖို့စနစ်တကျစီမံခန့်ခွဲဖို့လိုပါတယ် ျွန်တော်တို့ဟာခရီးရှိတစ်ခုကိုရှောင်းလန်းနေတဲ့ခရီးသွားတွေနဲ့တူးပါတယ်။လမ်းမှာအခက်အခဲတွေကြုံတွေ့ရနိုင်ပေမဲ့မကန်နဲ့ဆုပ်ဖြတ်ချက်နဲ့စီစီလုံးလုံးညီညီညွန့်ညွန့်နဲ့ဥတီထားတဲ့လမ်းကြောင်းကိုဆုပ်ကိုက်ထားနိုင်မယ်ဆိုရင်တော့ပန်းတိုက်ကိုရောက်မှာဖြစ်ပါတယ်။အခုလိုမျိုးဆက်သွားနေရင်မိုးကုတ်တီတာမိုးဝထိတ်ချုံနိုင်ခြင်းမရှိတော့တဲ့အနက်ရောင်နေပြီတကူဖြစ်သွားနိုင်ပါတယ်။လက်နက်ကိုက်ဖွဲ့စည်းတွေနဲ့ကိုဂျိုးရှာတဲ့အခြေအနေတွေအကျင့်ပြတ်ချက်ဆောင်မှုတွေပြည်သူပေါ်မှာအကြမ်းဖက် KDP တွေဗတိမှုတွေနဲ့ပြည်သူ့ရဲ့လှုပ်ချိုးရေးဟာလောဝပျက်စီးသွားနိုင်ပါတယ်။မီးလောင်နေတဲ့အိမ်တလုံးလို့ပဲတဖြည်းဖြည်းနဲ့မငြိမ့်သက်နိုင်ရင်ပြာကျသွားဖို့ရှိပါတယ်။လက်တွေ့ဖြစ်နိုင်တာကတော့လက်ရှိတဲမမှုတွေနဲ့ပဋိပက္ခတွေဆက်လက်ဖြစ်ပေါ်နေပြီးတော့စစ်ကောက်စီကမူကုတ်ကိုပြန်လည်ထိ ंछ ုံနိုင်ဖို့လဲစူးစမ်းနေအောင်မှဖြစ်ပါလေ။ဒလိုင်းအင်အားစုတွေကလည်းခုခံနေမှာပဲ။ဒါပေမဲ့မဟာမိတ်အဖွဲ့တွေကြောင့်မှယုံကြည်မှုပြတ်ပြားနေပြီး စီးလုံးညံ့ညွမှုအားနည်းတာကြောင့်တော်လိုင်းရေးလို့ရခရီးကိုမရောက်နိုင်ပဲကြမ်းကြနေနိုင်ပါတယ်။ဒီလိုအခြေအနေမျိုးကိုရှောင်ရှောဖို့တော်လိုင်းအင်အားစုတွေကအမြန်ဆုံးပြင်ဆင်ဖို့လိုပါတယ်။အနာဂတ်ကိုလည်းကြည့်ရင်မူကုတ်တေတာဟာရွှေထွက်တဲ့ဒေတာဖြစ်တာကြောင့်စစ်ကောင်စီရောတော်လိုင်းအင်အားစုတွေပါအဲ့ဒေတာကိုအပြိုင်လမ်းထိတ်ချုပ်ဖို့ကြိုးပမ်းနေအောင်ပါပဲ။တကယ်လို့အဲ့ဟာမှာတော်လိုင်းအင်အားစုတွေနဲ့မဟာမိတ်ဆက်ဆံရေးကိုတည်ဆောက်နိုင်ပြီးပြည်သူထောက်ခံမှုရရှိမယ်ဆိုရင်တော့မူကောက်ဟာစစ်အာဏာရှင်ကို တိုက်ထုတ်ရမှာအရေးပါတဲ့အခြေခံ stronghold တစ်ခုဖြစ်လာနိုင်ပါတယ်။ညီကုတ်ချုပ်ရရင်တော့မူကုတ်ဟာတော်လိုင်းနဲ့မြေဖြစ်လာဖို့အစာပြူတဲ့အမတ်တစ်ခုအနေနဲ့ဖြစ်ဖို့ခြေနေရှိပါတယ်။ဒါပေမဲ့စစ်မှန်တဲ့အောင်ပွဲတမိုင်းစင်တော်ကိုထိုက်ဖို့လိုတယ်လို့ဂုတ်သိက္ခာနဲ့အောက်ချုပ်ဖို့လိုပါတယ်။မဟုတ်ရင်တော့အဲ့ဒီဟာတော်လိုင်းကြီးကိုစတင်မဲ့နေရမဟုတ်တော့ပါဘူး။ မူကုတ်ရဲ့ရွှေရောင်ဟာတော်လိုင်းရဲ့အတွက်အလင်းရောင်ဖြစ်စေမှလားဒါမှမဟုတ်အမောင်ထုကိုပဲပုံမနဲ့ဆိုင်စေမှလားဆိုတာအဲ့ဒီမျိုးကိုတရားဥပဒေစိုးမုံမှုနယ်မြေညီနိုင်မှုမဟာမိတ်တဘာဝနဲ့ပြည်သူယုတ်ကြည်မှုလို့နဲ့ပြန်လည်တည်ဆောက်နိုင်မှသာမူကုတ်ရဲ့ရွှေဟာအနာဂတ်ကိုတောက်ပါစေမှဖြစ်ပါတယ်ပြောချင်တာကတော့တော်လိုင်းဆိုတာတိုက်ပွဲကြီးပဲမဟုတ်ပါဘူးတကယ်နိုင်ငံတော်တစ်ခုကိုတည်ဆောက်တဲ့တည်ဆောက်မှုတစ်ခုပါ အနာဂတ်ကိုတန်ဖိုးထားတဲ့သူတွေထိလုံးဖို့လိုပါတယ်။အားလုံးပါဝင်ပြီးတော့တက်တက်ကြွကြွနဲ့ငါကန်တဲ့ဆုပ်ဖြတ်ချက်ကိုချမှတ်ဖို့မဖြစ်မနေလိုအပ်ပါတယ်ဆိုတော့တင်ပြချင်ပါတယ်။ကျွန်တော်ပြောတဲ့အပေါ်မှာဒီအကြောင်းကိုသိရှိတဲ့ကျွန်တော်မိတ်ဆွေတွေ comment မှာရေးခဲ့ပေးပါ။ဒီ video ကိုကြားနေသိရင် like လုပ်ပေးခဲ့ပါဦး။နောက်ထပ်နောက်ထပ်အခုလိုမျိုး video အတူလေးနဲ့ထပ်ပြီးတော့တင်ဆက်ပေးပါဦးမယ်။ကျေးဇူးတင်ပါတယ်။